ကဲဒီလိုမျိုးစဉ်းစားကြည့်ဘူးလားကိုယ့်အိမ်ညီချင်းကသူ့ခြံထဲမှာပန်းလေးတွေစိုက်ပြီးလှလှပပလေးပြင်းလိုက်တာကကိုယ့်အိမ်ရဲ့တန်ဖိုးကိုဘာလို့မြင့်တက်သွားစေနိုင်တာလဲအဲ့ဒါတွေကဈေးကွက်ထဲမှာမျက်စိနဲ့တားမမြင်ကြပဲနောက်ကွယ်ကောင်းနေအလုံးလုံးနေတဲ့စွမ်းအားတွေပေါ့ဒီနေ့မှာတော့အများပြည်သူဆိုင်ရာမူဝါဒရေးရဲ့ညှင်းခုမှုကြီးတွေကိုပုံဖော်နေတဲ့အဲ့ဒီလိုစီးပွားရေးလူဝဲစီမင်းတဲ့အကြောင်းကိုကျွန်တော်တို့အတူတူလေ့လာသွားကြမှာပါညီမခွန်ကလည်းစီးပွားရေးပညာမှာအရန်အရေးကြီးတဲ့အယူအဆတစ်ခုကိုတန်းပြီးတော့ထောက်ပြနေတာပါ အဲ့ဒါကတော့ပြင်ပတက်ရောက်မှုဒါမှမဟုတ် externality ပေါ့ရှင်းရှင်းလေးပဲအယောင်းဝယ်အခုလုတ်လိုက်တဲ့အခါဈေးနှုန်းထဲမှာထဲမတွက်ထားတယ်ဘေးထွက်ကောင်းကျိုးဆိုးကျိုးတွေပေါ့အင်းကြီးချင်းကပိုင်ဆိုင်ကုန်းခံပြီးချန်ပီယံလိုက်တယ်ကိုကတော့တပြားမမကုန်ပဲကိုယ့်အလေကပူလာဟွာတယ်တန်ဖိုးတက်ထွားတယ်အဲ့ဒါမျိုးပေါ့ဒါကကျွန်တော်တို့ပြောနေတဲ့ဆေးကွက်ရဲ့မမြင်နိုင်တဲ့စီးမြင့်တွေထဲကပထမဆုံးတစ်ခုပဲကဲကောင်းပြီဒါဆိုဆေးဝက်ကဘယ်လိုနေရာမျိုးမှာလွဲချော်သွားနိုင်တယ်လဲ ပထမဆုံးကျွန်တော်တို့ကြည့်ရမှာကတော့စီးပွားရေးစနစ်မှာရှိနေတဲ့မရှင်းရသေးတဲ့ဘေးတွေအကြောင်းပါပဲဆိုလိုတာကလွတ်လပ်တဲ့ဈေးဝယ်စနစ်ကြီးမှာတော့သူ့မှာအားနည်းချက်တွေမမြင်နိုင်တဲ့နေရာကွက်လက်တွေရှိနေတယ်ဆိုတဲ့သဘောပါပဲအခုနကပြောတဲ့ externality ဆိုတာဒီအခန်းရဲ့အဓိကတော့ချက်ပဲအရင်ရှင်းအောင်ပြောရရင် ကိုလွတ်လိုက်တဲ့အလောက်ကတခြားသူတယောက်ကိုတွားပြီးတော့တက်ရောက်မှုရှိတယ်ဒါပေမဲ့အဲ့ဒီအတွက်ပိုက်ဆံပေးတာပိုက်ဆံရတာဘာမှမရှိဘူးဥပမာနော်စက်ရုံတယောက်ကမိခိုးတွေထုတ်လွှတ်လိုက်တယ် ဒါကပဝန်းကျင်ကိုထိခိုက်တယ်လေဒါကအနုလက္ခဏာဆောင်တဲ့ externality ပေါ့ဒါပေမဲ့ဆက်ယုံကအဲ့တွယ်ပါလျော်ကြီးမှပေးစရာမလိုဘူးတစ်ဖက်မှာကျတော့ပြားမွေးတဲ့လူတွေရဲ့ပြားတွေကအနီးနားကစက်ခင်းတွေပေါ့ဝတ်မုံကူးပစ်လိုက်တယ်ဒါကအပေါင်းလက္ခဏာဆောင်တဲ့ externality ပေါ့ဒါပေမဲ့ပြားမွေးတဲ့သူကအဲ့ဒီအတွက်အပေါ်ဝင်းခွေပါမှမရပါဘူးဒီမှာအများကြီးရှိတဲ့ကွာခြားချက်တစ်ခုကိုတွေးရပါမယ်ပုဂ္ဂလိကခွန်ကြစေဆိုတာကရှင်းပါတယ်။စက်ယုံက PC တစ်ခုထုတ်ဖို့တိုက်ရိုက်ခွန်ကြရစေပေါ့။ဒါပေမဲ့ လူမှုဖွဲ့စည်းဆိုင်ရာဂုဏ်ကျစေဆိုတာကကြတော့အဲ့ဒီတက်ရိုက်ဂုဏ်ကျစေအပြင်စက်ယုံကထွက်တဲ့ညဉ့်ညားမှုတွေကြောင့်လူတွေကြမှာရထိခိုက်တာတို့လူမျိုးတခြားဂုဏ်ကျစေတွေကိုပေါင်းထည့်ထားတာအဲ့ဒီတော့အဲ့ဒီနှစ်ခုကြားကခြားနာချက်အဲ့ဒီစက်ယုံကမပေးဘဲနဲ့လူဖွဲ့စည်းကတိတ်တဆိတ်ခံလိုက်ရတဲ့ဂုဏ်ကျစေအဲ့ဒါကိုပဲ externality လို့ခေါ်တာပါကဲ theory ဘိုင်းတော့တော်လင်းနားလေလောက်ပြီပါနော်ရေးကြည့်တာက DU စတွေကစာအုပ်ထဲမှာပဲရှိနေတာမဟုတ်ဘူး လက်တွေ့ဘဝမှာဘယ်လိုသုံးဝင်လဲအစိုးရတွေကဒီလိုဖြစ်မတက်ရောက်မှုပြဿနာတွေကိုဘယ်လိုမူဝါဒတွေချပြီးဖြေရှင်းကြတယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်အဆင်မိုးပြဿနာကိုမမိကြအောင်မလားမသိဘူးတခါကိုရှစ်ဆယ်ကိုဆယ်ခုနှစ်တည်တုန်းကတော်တော်လေးကိုကြီးမားတဲ့ပြဿနာတစ်ခုပေါ့ဒါကအနုတ်လက္ခဏာဆောင်တဲ့ externality တစ်ခုရဲ့အကောင်းဆုံးဥပမာပဲ စမှုလုံကနေကနေထွက်တဲ့တကွေးဒီကြောင့်မိုင်းပေါင်းရာနဲ့ချီဝေးတဲ့ညာကတစ်တော့တဲ့ရေကန်တွေပျက်စီးခဲ့ရတယ်။စက်ယုံတွေကသူတို့ရဲ့ထုတ်လုပ်မှုကုန်ကြစိတ်ကိုပဲကြီးခဲ့ပြီးပေါင်းခြင်းကိုပေးလိုက်တဲ့ဒုက္ခအတွက်ကုန်ကြစိတ်ကိုတော့ထဲမတွက်ခဲ့ကြဘူးပေါ့။အဲ့တော့အစ်စစ်မိုးပြတနာကိုဖြည့်ရှင်းဖို့မတူညီနီလန်နှစ်ခုပေါ်ထွန်းလာခဲ့တယ်။ပထမတစ်ခုကတော့ command control လို့ခေါ်တဲ့အမိပေးထင်းချို့တဲ့နီလန်ပါ။အစိုးရကကုမ္ပဏီတိုင်းကိုဘလောက်ထိပဲညီညာခွင့်ရှိတယ်ဆိုပြီးတိတိကျကျတတ်မှတ်လိုက်တော့ ဒုတိယတစ်ခုကတော့ဈေးဝက်ကိုအခြေခံတဲ့စနစ်ပါအစိုးရကညဉ့်ညမ်းမှုအတွက်စုစုပေါင်းကန့်တက်ချက်တခုတတ်မှတ်လိုက်ပြီးကုမ္ပဏီအချင်းချင်းညဉ့်ညမ်းခွင့်ကိုဝဲခွင့်ရောင်းခွင့်ပေးလိုက်တာပါဒီနေရာမှာပဲအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ကျင်းဝတ်ဆရာမေခွန်ကြီးတခုထွက်ပေါ်လာတော့တာပဲပောင်းဝင်းညံကိုညဉ့်ညမ်းခွင့်စွာကိုပိတ်ဆံနဲ့ဝဲလို့ရတဲ့ကွန်မီစီတခုလို့သဘောထားလိုက်တာကတော့မန်ကန်ရဲ့လားဆိုလေမေခွန်ပေါ့ဒီမကောင်းမှုအတွက်ဈေးကွက်ဆိုတဲ့အသွင်းနှုန်းကအဲ့ဒီအချင်းကဝေဖန်မှုတွေရဲ့အဓိကအချက်ပဲ။ ပိတ်ဆက်ရှိရင်ပဝန်းကျင်ကိုညဉ့်ညံခွန့်ရှိသွားပြီလားဆိုတဲ့သဘောမျိုးပေါ့တကယ်တော့ဒီမင်းကွန်းကရာဒီဥတုပြောင်းလဲမှုလို့ကိစ္စရက်တင်မှာဒီနေ့ချစ်ကျွန်တော်တို့အဖြစ်ရှာနေရတော့ငင်းခွန်နေရတော့မှာပဲပြီးတော့ဒါကစာအုပ်တွေက theory တက်တက်မဟုတ်ဘူးဆိုတော့ဒီကင်းကနန်ကတတ်သိပြနေတယ်အဲ့ဒီတော့ကဆက်ဖို့လုံကန်းရှင်တွေဘက်ကကြည့်ရင်အစ်စ်မိုးဆန်ကစီးမင်းနေတင်းကျက်လိုက်ရင်အလောက်က၄တန်းလောက်တောင်ပျောက်သွားနိုင်တယ်လို့ဆိုခဲ့ပါတယ်ဒီနေ့ညမှာပဲလက်တွေ့ဘဝရဲ့အကြီးမားဆုံးအပြိုင်မှုအခုကိုတွေ့ရတာပဲပဝန်းကျင်ကိုကာကွယ်မလားစီးဝိုင်းကိုဦးစားပေးမလားဆိုတာပေါ့ ကဲဇေကွက်ရဲ့နောက်ထပ်အောင်းနေချက်တစ်ခုကိုဆက်သွားလိုက်ရအောင်အဲ့ဒါကတော့အလားကားသုံးဆွဲသူ ပြဿနာဒါမှမဟုတ် free rider problem ပေါ့တခါတလေမှာလူတိုင်းအတွက်ကောင်းတဲ့အရာတွေရှိနေပေမဲ့ဘာလို့ဈေးကွက်ကနေအလိုလိုဖြစ်မလာတာလဲအဲ့ဒီဘာလို့လဲဆိုတော့မေကုံရဲ့အဖြစ်ကဒီမှာရှိပါတယ်ဒါကိုပြည်သူမိုင်းကုံစီလို့ခေါ်တယ်သူမှအထူးကလက္ခဏာရဲ့နှစ်ခုရှိတယ်ပထမတစ်ခုက non rival လေဆိုတော့လာကတယောက်ကတုံးလိုက်လို့နောက်တစ်ယောက်တုံးဖို့ရော့မတော်ဘူး ဥပမာရေဒီယိုအစီအစဉ်တစ်ခုကိုလူတစ်ယောက်နားထောင်နေလို့နောက်တစ်ယောက်နားထောင်စရာမရှိတော့တာမျိုးမဖြစ်ဘူးလေပီဇာတစ်ချက်လုံးမဟုတ်ဘူးပေါ့ကိုတကိုက်ကိုက်လိုက်ရင်နောက်တစ်ယောက်အတွက်နည်းသွားပြီဒုတိယတစ်ခုက non excludable တဲ့ဆိုလိုတာကဒီ PC ကိုမတုံးရဘူးလို့ဘယ်သူကမှတားလို့မရဘူးမိဖတိုက်ကထွက်တဲ့လင်းရောင်ကိုသင်ပေါ်တစီကိုမင်းမမြင်ရဘူးလို့သွားလို့လို့မရဘူးလေဒီမှာကြည့်လိုက်ရင်ရှင်းလင်းတဲ့ဥပမာတွေအများကြီးပဲနိုင်ငံတော် ကာကွယ်ရေးတို့အများပြည်သူဆုံးရေဒီယိုတို့တန်ရှင်းတဲ့လေတို့ပေါ့အားလုံးကအကျိုးကျေးဇူးကိုအတူတူခံစားကြရပြီး ဘယ်သူ့ကိုမှလည်းမင်းမသုံးရဘူးလို့ဖယ်ထုတ်ထားလို့မရဘူးအဲ့ဒီမှာပဲပြဿနာဆတော့တာပဲအဲ့ဒီပြီးသူပိုင်ကုန်စီတဲ့ကြောင့်ပဲအလကားသုံးဆွဲသူပြဿနာဆိုတာပေါ်လာတော့တာစဉ်းစားကြည့်လေရက်ွက်ထဲမှာမီးရှူးမီးပန်းဖောက်ပြမယ်လူတိုင်းကြည့်လို့ရတယ်ဒါပေမဲ့ပိုက်ဆံထဲတဲ့သူ့ပဲကြည့်ရမယ်လို့လုံးလို့မရဘူးအဲ့ဒီတော့လူတယောက်ကစဉ်းစားမှကနာပိုက်ဆံမထဲလည်းကြည့်လို့ရတာပဲဘာလို့ထဲလာမှလဲပေါ့လူတိုင်းကအဲ့လိုတွေးလိုက်တဲ့အခါဘသူမှပိုက်ဆံထဲမှာမဟုတ်တော့ဘူးအဆုံးမှာတော့မီးရှူးမီးပန်းပွဲကဖြစ်မလာတော့ဘူးအဲ့ဒါကြောင့်ဈေးဝက်က ဒီလိုပြည်သူပိုင်ကုန်စည်ရဲကိုလုံလုံလောက်လောက်မပံ့ပိုးပေးနိုင်တာပါဒါကစိတ်ကူးရင် theory တတ်တတော်မဟုတ်ဘူးနော်ခနုတဲလာဆိုတဲ့ finding မြဝယ်တဲ့ကွင်ရက်တစ်ခုကိုတကယ်လေ့လာကြည့်တဲ့အခါမှာလူအများစုကသူများတင်ထားတာကို download ပဲလုပ်ပြီးကိုယ့်စီက finding ကိုပြန်မမြဝယ်ကြဘူးဆိုတာတွေ့ရတယ်ပြောရင်သူတို့က digital key ရဲ့အလကားသုံးဆွဲသူတွေပေါ့ဒီပြဿနာကလူတဘာဝနဲ့ကိုတော်တော်လေးနီးနီးဆက်ဆက်ရှိနေတယ်ဆိုတာကိုပြနေတာပဲ ကဲအခုကျတော့တို့ဆွေးနွေးခဲ့တဲ့ပြင်ပါတက်ရောက်မှုတွေနဲ့ပြီးသူပိုင်းကွန်စီတွေအကြောင်းကိုပြန်ခြုံကြည့်အောင်ဒီအယူဆတွေကစီးပွားရေးပညာစာအုပ်ထဲမှာပဲရှိနေရမှာလားမဟုတ်ပါဘူးတကယ်တော့ဒါတွေကိုနားလည်ထားမှအသိပညာပြည့်ဝတဲ့နိုင်ငံလားတယောက်အနေနဲ့အများပြည်သူဆန်ရကိစ္စရဲ့ဒီကိုပေါ်ပြီးကောင်းကောင်းနားလည်နိုင်ပါပါဒီစရာလေးကိုကြည့်လိုက်ရင်မှအားလုံးရှင်းသွားလိမ့်မယ်ကျွန်တော်တို့ပြောခဲ့တဲ့အယူအဆတွေကဒီနေ့ခေတ်ရဲ့အကြီးမားဆုံးမူဝါဒဆိုင်ရာညှင်းငွန်မှုတွေရဲ့အသေးလေးလုံးမှရှိနေတာ ယာတိတို့ပြောင်းလဲမှုကြောင့်ပြောမလားဒါကကဘာလွန်ဆိုင်ရာအနုလက္ခဏာ externality ပြဿနာကြီးပဲအများပြည်သူပညာရေးကိုဘာလို့အစိုးရကပိတ်ဆံဆိုင်ပေးနေရတာလဲဘာလို့လဲဆိုတော့ပညာတတိညာလာခြင်းကလူအဖွဲ့အစည်းတခုလုံးအတအပေါင်းလက္ခဏာ externality တွေအများကြီးဖန်တီးပြီးလို့ပဲဒီအယူအဆတွေကဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေကိုစနစ်တကျနားလည်ဖို့အတွက်ဖန်တီးလူတခုလို့ပါပဲဒီတော့နောက်ဆုံးမှအဓိကမှတ်ထားမယ့်အချက်ကတော့ဒါပါပဲလွတ်လပ်တဲ့ဈေးကွက်စနစ်ဟာအော့ဆေးရကောင်းပေမဲ့ သူတယောက်တည်းနဲ့အရာအလုံးပေါ်မဖြေရှင်းနိုင်ဘူးသူခြံထားခဲ့တဲ့ကွက်လက်တွေရှိတယ်သူမပေးကြတဲ့မမြင်နိုင်တဲ့ကုံညစီတွေရှိတယ်သူမပံ့ပိုးပေးနိုင်တဲ့အများပြည်သူတွေအရေးကြီးတဲ့ကုံစည်းတွေရှိတယ်အဲ့ဒီလိုနေရာတွေမှာတော့လူဖွဲ့စည်းတစ်ခုလုံးအတွက်ပိုကောင်းတဲ့ရလာတစ်ခုရဖို့စူပေါင်းလှုပ်ဆောင်မှုအထူးသဖြင့်အစိုးရလူအဖွဲ့အစည်းတစ်ခုရဲ့ဂျာဝင်းဆောင်ရွက်မှုကမရှိမဖြစ်လိုအပ်လာတယ်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ဒီမေးခွန်းတွေတစ်ခုနဲ့ပဲအဆုံးသတ်ချင်ပါတယ် ဈေးကွက်ရဲ့ချိုးရင်းတစ်ခုခုကိုမူဝါဒတစ်ခုနဲ့ဝင်ပြင်တဲ့အခါမှာဈေးကွက်ရဲ့အထီရောက်ဆုံးထိဖို့ကိုပဲကြည့်မလားဒါမှမဟုတ်အဲ့ဒီမူဝါဒကလူတိုင်းပဲအကြမ်းမတမှုရှိမရှိဆိုတော့ကိုပို့ပြီးဦးစားပေးမလားဒါကအများပြည်ဒီဇိုင်းရမူဝါဒအားလုံးရဲ့အခြေခံအကြဆုံးအားပြိုင်မှုတစ်ခုပါပဲလွယ်လွယ်လင်းဖြေလို့ရတဲ့ဖြေတော့မရှိပါဘူးဒါပေမဲ့ဒီမေကုန်းကိုမှန်မှန်ကန်ကန်မေးရဖို့ကတော့ပိုကောင်းတဲ့ဆုံးဖြတ်ချက်တီစီကိုသွားနိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်